ဘုရားဘာသာဝင်တိုင်းတိထားတဲ့သောဥပ္ပီမနုဿပုံမှကျွန်းကြီးလေးကျွန်းအကြောင်းဘုရားဘာသာဝင်တိုင်းတိထားတင်တော်လူပီမနုဿဘုံမှကျွန်းကြီးလေးကျွန်းအကြောင်းကိုတင်ဆက်ပေးလိုက်ပါတယ် จွင်းကြီးလေးจွင်းအကြောင်းအသေးစိတ်ဖော်ပြချက်များလူဘုံမနှုတ်တဘုံတွင်จွင်းကြီးလေးจွင်းရှိသည်จွင်းကြီးလေးจွင်းတွင်တကျွန်းစီ၌จွင်းငယ်ပေါင်း900ရန်ခြံရန်ထားလေသည်ထို့ကြောင့်จွင်းငယ်200ရှိသည်จွင်းကြီးလေးจွင်းจွင်းငယ်200ရှိသောမနှုတ်တတို့၏နေရာကိုလူဘုံဟုခေါ်သည်จွင်းကြီးလေးจွင်းတဲ့ ုပ်ပဝိတေဟအရှိကျွန်းနှင့်အပါယခောယာနနောက်ကျွန်းဥတ္တရကုရုမြောက်ကျွန်းနံပါတ်3ဥတ္တရကုရုမြောက်ကျွန်းနံပါတ်4သဗျူဒီပတောင်ကျွန်းအရှိကျွန်း၏အကျယ်ဝန်းသည့်ယူဇနာ9000ရှိသည်အရှိကျွန်း၏ပုံတံတန်းသည်လာထက်ဝက်ချမ်းနှင့်တူသည် ထိုကျွန်းနေသူတို့၏မျက်နှာတံမှလည်းကျွန်းတံကဲ့သို့လာထဝက်ချမ်းတံဖြစ်သည်အရှိကျွန်း၏ကျွန်းဦးကျွန်းထိပ်တွင်တည်ယူဇနာအမြင့်ရှိသောကုတ်ကူပင်ရှိသည်အရှိကျွန်းသူကျွန်းသားများသည်ကုံရောင်းကုံဝင်စသောပညာနှင့်အသက်မွေးလောက်ကင်ကြသည့်အလုတ်ကိုလောက်ကင်ကြသည် အသက်900ရှိကြသည်အပါယဂောယာနာနောက်ကျွန်းအနောက်ကျွန်း၏အကျယ်ဝန်းသည်ယူဇနာ9000ရှိကြသည်အနောက်ကျွန်း၏ပုံတန်သည်လဝန်းလပြည့်ဝန်းနှင့်တူသည်ထိုကျွန်းနေသူတို့၏မျက်နှာပုံတန်မှာလဲကျွန်းတန်ကဲ့သို့လပြည့်ဝန်းတန်ဖြစ်သည် အနောက်ကျွန်းဤကျွန်းဦးကျွန်းဒိတ်တွင်တစ်ယူဇနာအမြင့်ရှိသောထိန်ပင်ရှိသည်အနောက်ကျွန်းသူကျွန်းသားများသည်နွားရင်ကိုစီး၍တောလာနေထိုင်တတ်သည်တတ်သည်အသက်900ရှည်ကြသည်ဩတရကုရုခောမြောက်ကျွန်းမြောက်ကျွန်း၏အကျယ်ဝန်း၏ယူဇနာ၈000ရှိသည်မြောက်ကျွန်း၏ပုံတံတန်းသည် အင်ပြင်းမှန်နှင့်ဒူရင်းထိုကျွန်းနေသူတို့၏မျက်နာတံမှလည်းကျွန်းတံကဲ့သို့အင်ပြင်းမှန်နှင့်ဒူရင်းမြောက်ကျွန်း၏ကျွန်းကျွန်းထိပ်တွင် အမြင့်ယူဇနာတရားရှိသောပရိဒါပင်ရှိသည်မြောက်ကျွန်းသူကျွန်းသားများသည် အလိုရှိရာကို ပရိဒါပင်မှဆွေယူစားတောက်ပြီး ချမ်းချမ်းသာသာနေထိုင်ကြရသည်အသက်တထောင်ရှည်ကြသည်မြောက်ကျွန်းသူကျွန်းသားများသည်ဥပ္ပစေတကကံနှင့်တည်ခြင်းမျိုးမရှိပြီအချက်လက်စိတ်ပြီးပြတ်တက်ကြီးများနှင့်သူတော်တစ်ပင်ကြီးများနေရအနှံ့ပောက်ရောက်နေသည်မြောက်ကျွန်းသူကျွန်းသားများသည် ထိုတစ်ပင်ကြီးများကိုနေရင်အဖြစ်အသုံးပြု၏အနေထိုင်ကြသည်လိုအပ်သည့်အခါအိယာများများသည်အစဉ်တက်ဖြစ်နေ၏ကြာမျိုး၅ပါးနှင့်ဖုံးလွှမ်းနေသော အလွန်တရာသည့်ရေကန်များလည်းရှိသည်မြောက်ကျွန်းသူကျွန်းသားများသည်အယက်မမြင့်လွန်မပုလွန်ကြည်ကောင်းယုံမြအချိုးစားရှိသည်ပုံမင်းချင်းသပင်ဖြူသပင်ဖြူချင်းပါးရီတွန့်ချင်း အင်အားဆုတ်ယုတ်ခြင်းမရှိ အမြဲတင့်တယ်နေသည်မြောက်ကျွန်းတွင် နေပူခြင်းပူအေးခြင်းပူခြင်းမှဲ့ခြင်းယင်းနေပူကင်းတန်တရေတလိဆန်ဆသော အနောက်အရှက်ဘေးရန်လုံးဝမရှိပေ အမြဲတမ်းရာဒီဥတုအမျှတနေသည်မြောက်ကျွန်းသူကျွန်းသားများသည်တရားလောက်ကံ့ရခြင်းမရှိပေ မြေ၌အလူလူပေါ်ပေါက်လာသည့်ဖွဲအမီကင်းစင်သောတလီဆံကိုအိုးတွင်ထည့်၍မိကြီးအခုအခိုးမထွက်သောဇောတိပါတာနမိကြောင့်နှင့်ချက်ကစားတော့ကြသည်ဇောတိပါတာနမိကြောင့်၃ခုကိုဖိုခနောက်လုပ်၍တလီဆံထည့်ထားသော ရွှေခက်ကိုတည်သည်မိဒီတလေးဆန်မကြက်မချင်းဖိုခနောက်မှထတောက်နေသည်တလေးဆန်ကြက်လျင်မိဒီအလိုလိုငိမ့်တော်သည်အချားဟင်းလျံများကိုမစားကြပေမိမိလူလာတောင်းတသည်အတိုင်းတန်တောင်းတသည်အတိုင်းအရသာဖြစ်လာကြသည်သူဘောစဉ်ကိုစားသုံးကြသည့်အတွက် အနာယောဂါလုံးဝကင်းရှင်းသည်မြောက်ကျွန်းသူကျွမ်းသားများသည်ခါကုံခြင်းခြေလက်ကောက်ခြင်းခွင်ခြင်း ကိုယ်ရင်ကချွတ်တဲ့သည်များ လုံးဝမရှိပေမြောက်ကျွန်းသူကျွမ်းသားများသည်တင့်တယ်လောက်ပတ်သော ရုပ်အစင်းအင်္ကာရှိကြသည်မြောက်ကျွန်းသူမိမများသည်လက်ချောင်းတွေသည်လက်သေးနှီးသည်ရင်သားရှိပြီးခါသေးသည် လပြည့်ဝန်းနှင့်သူတော်မျက်နှာရှိသည်မျက်လုံးကြည်သည်နူးညံ့သော အသားရည်ရှိသည် ပေါင်နှံတွေသည် ဖြူစင်းစင်းသောတွားများရှိသည်ချက်ကျက်ဆောင်နှစ်သည်ဒူးစစ်သေးတွေသည်သပင်နှစ်သည်တင်မားကြည်သည် အမိုးအမြင်မထူမပားရှိသည် စကားပြောလျင်တိမ်တိမ်မှုမှုပြောဆို၏လဝတ်တစား အမျိုးမျိုးဝစ်စင်တက်သည်အသက်16အရွယ်ကဲ့သို့အမြဲတင့်တယ်နေသည်ယောက်ျားများသည် အသက်25နှစ်အရွယ်ကဲ့သို့အမြဲတင့်တယ်နေသည်ယောက်ျားများသည်တာမယာပေါ်ဆွဆွလန်းလန်းချစ်ချစ်ခင်ခင်မရှိကြယောက်ျွန်းသူယောက်ျားမိန်းမများသည်ခုနှစ်ရက်တစ်ချိန်ကာမဂုဏ်မှုလျော်ကြသည်ကျန်ရက်များတွင် ရာဂကင်းစွာနေထိုင်ကြသည် မြောက်ကျွန်းတွင်ပုံဝင်ဆောင်ခြင်းတားဖွာခြင်းစသောဒုက္ခများမရှိကြပေ။တစ်တိုင်းဤအတွင်းကရွှေရုပ်ကလေးလိုမိခင်၏ဝမ်းပိုက်မှကလေးငယ်သည်အညစ်အကြေးမရှိထွက်လာကြသည်။အမျိုးသမီးများမွေးဖွားခြင်းကြောက်ရွံ့သည့်အခါခါကြောက်ရွံ့သည့်အခါရောက်သည့်နေရာ၌မွေးဖွားတတ်သည်။မွေးဖွားသည့်အခါထိုင်၍မွေးဖွားသည်လေ မွေးဖွားသည့်အခါထိုင်၏မွေးဖွားသည်အဲ့ရည်လည်းမွေးဖွားတတ်သည်မိခင်များသည်ဖွားမြင်ပြီးသားသမီးများကိုအငှဲ့အကွက်မရှိဘဲလူအများသွားတော်လမ်းတွင် ထားပစ်ခဲ့ပြီးမိမိတို့သွားလိုရန်ကိုသွားကြသည်သူကလေးငယ်များကိုတွေ့သည့်ယောက်ျားမိမများကမိမိတို့၏လက်ညှိုးကိုကလေးငယ်၏ပါးစပ်ထဲသို့ထည့်လိုက်လျင်နှုတ်ထွက်လာသည် လက်ညှိုးကထွက်လာတော့နှုတ်ကိုသာဆို့ရပြီးအာရင်ဖြစ်လာကြသည် မိန်းကလေးများဖြစ်လျင်မိမကြီးများစီယောက်ျားကလေးများဖြစ်လျင်ယောက်ျားကြီးများစီတွားရောက်နေထိုင်ကြရသည်မြောက်ကျွန်းတွင်သားကအမေကိုမသိအမေကသားကိုမသိသားနှင့်အမေသည်ယောက်ျားမိမတဘောအရ တတ်မဲ့ခြင်းမရှိကြထို့တို့ဖြစ်ရခြင်းမှာသူတို့တွင်ရှိသောတရားတော်များ၏ဓမ္မဓမ္မတာအစွမ်းတတိကြောင့်ဖြစ်သည် ဖြစ်သည် အမြင့်ယူဇနာတရားရှိသောပရိဒါပင်များသည်နေရာတိုင်းအလိုလိုရှိနေကြသည်ပရိဒါပင်၌တတိတိတကဲ့သို့မျိုးစုံသောအဝတ်တစားများနှင့်ဒုရိယာများရှိကြသည် လူကျင်သောပစ္စည်းများကိုအပင်ရင်းကဖြစ်စေအကိုင်းကြားကဖြစ်စေလက်ဖြန့်ထားလျင်အလိုရောက်ရသည်အတီးတီးသောတစ်ပင်များတွင်ရေရေဦးမြအရွယ်ရှိချိုမြင်ကောင်းမွန်သောအတီးများတည်သည်ထိုအတီးများကိုစားလျင်ခုနှစ်ရက်အစာပြေသည်မြစ်များတွင်အလွန်ကြည်လင်း တော့ရေများရှိကြီးရှင်ညွန်တဲလုံးဝမရှိယနေ့မှွေးချိန်တော့ပန်းများသည်အမြဲတင့်တယ်လှပနေပြီဆူးရှိတော့မြက်ကြမ်းတမ်းသောခြုံပင်များလုံးဝမရှိပြီမြောက်ကျွန်းမြောက်ကျွန်းတွင်စန္တကူကန်းကော်ပင်များသည် အလိုလိုနဒါရီများယူထွက်နေကြသည်မြောက်ကျွန်းသူကျွန်းသားများသည်ဟိုဟာသူဟာခွဲခြားမှုမရှိကြထို့ကြောင့် ရင်ခုန်တိုက်ခိုက်ရန်ဖြစ်ခြင်းလုံးဝမရှိပေ။မြောက်ကျွန်းသူကျွန်းသားများသည်လူတွေကိုတွေ့လည်ရင်မငိုကြ။တောကမဖြစ်ကြ။လူတွေကောင်းကိုအဝတ်တစားဆင်ရင်ပြီးစွန့်ပြစ်လိုက်ကြသည်။ငှက်များကလူတွေကောင်းကိုတခြားကျွန်းသို့ယူဆောင်သွားကြသည်။ထို့ကြောင့်မြောက်ကျွန်းတွင်တင်းကြိုင်းမရှိပေ။မြောက်ကျွန်းသူကျွန်းသားများသည်တည်သောအခါပယ်လေးပုံတို့မရောက် ငါးပါးသီလအမြဲတော့ကြောင့်နှက်ပြိနိုင်တာဆိုင်ရသည်အမြဲတမ်းအတက်တထောင်ပြည့်အောင်နေကြရသည်ညကျွန်းသူကျွန်းသားများသည်ဇမျိုးတီးပါတောင်ကျွန်းသားများထက်ပူလွန်သောဂုံသုံးခုရှိသည်တညကျွန်းသူကျွန်းသားများသည်ငါရွှေငါငွေရေဟုမျက်နှာမနေပေနှင့်ညကျွန်းသူကျွန်းသားများသည် ငတ်လင်ငတ်သားငတ်မယားဟု၏တိမ့်ဆဲမနေပြီ။တုံညောကျွန်းလူကျွန်းသားများသည်အတက်တထောင်အမြင်နေကြသည်။ဇလူဒီဘခေါ်တောင်ကျွန်းတောင်ကျွန်း၏အကျယ်ဝင်းယူဇနာတထောင်ရှိသည်။တောင်ကျွန်း၏ပုံတံန်သည်လေဦးစုံနှင့်တူသည်။ထိုကျွန်းနေလူတို့၏မျက်နှာတံန်မှာလည်း ကျွန်းတတန်ခဲ့သူလေးဦးစုံနှင့်တူသည်တောင်ကျွန်းဤတောင်ကျွန်းဤမြောက်ဘက်ကျွန်းဦးတွင်အမြင့်15ယူဇနာရှိသောတပေးပင်ရှိသည်တောင်ကျွန်းသူကျွန်းသားများဤတက်တန်းသည်အမြဲမရှိပေသမျိုးဒီပခေါ်တောင်ကျွန်းလူသားများသည်ဖျားပစ္စကဗုဒ္ဓစัจ जा မင်းများဖြစ်တတ်ကြသည်သဗုဒ္ဓိပတောင်ကျွန်းသားများသည် မြောက်ကျွန်းသူကျွန်းသားများထက်လွန်မြတ်သောဂုံ၃ပါးရှိသည်ဒါနစာသောကုသိုလ်ကောင်းမှုပြုလုပ်ရမှာရဲရင်သည်နံပါတ်၁ဒါနစာသောကုသိုလ်ကောင်းမှုပြုလုပ်ရမှာရဲရင်သည်နံပါတ်၂အပ္ပမာဒမမိမလျော့သောတတိတရားနှင့်ပြည့်စုံသည်၃အရိယမတ်ပုမျိုးစေ့ကိုဖြစ်စေနိုင်သည် ။တခြားကျွန်းထက်တောင်ကျွန်းတူ၏ထုမြတ်ထုမြတ်ချင်းကြီး၅ပါးရှိ၏။တေယူဇနာတတောင်းကျယ်၍အခြားကျွန်းတို့ထက်ကျယ်ဝန်းခြင်းနှင့်မဟာဗောဓိပင်မင်းနှင့်အပါရာဇိတပလင်ပေါ်ပေါက်ရာဖြစ်ခြင်း။နံပါတ်3ဖရာပြစ်စကဗုဒ္ဓတို့၏ပွင့်ထွန်းပေါ်ပေါက်ရာဖြစ်ခြင်း နံပါတ်၄စัจ जा မန္တမင်းမြတ်တို့ဖြစ်ပေါ်ရာ ဖြစ်ခြင်းနံပါတ်၅နိဗ္ဗာန်တို့ဖျောက်တန်းစွာကူးနိုင်ရာ ကျွံ့မြတ်ဖြစ်ခြင်းမွေးဖွားပုံ၄မျိုးတက်ကမ္ဘာတိကပရိဒတိလူတို့ဒီပုံမှန်အားဖြင့်ကမ္ဘာတိယကပရိဒတိတည်၍မွေးဖွား ကြသည်အမိဝင်းတွင်း၌တည်ရေမွေးဖွားကြသည်နှင့်ဥပပပရိတ်တရေကဘာဦးအခါကဥပပပရိတ်တရေနှင့်လူသားဖြစ်လာကြသည်တစ်ပင်ကြားတိုက်စသောဆုဆွတ်သည့်အရာဝတ္ထုတစ်ခုခုကိုမိပြီးလူဖြစ်ကြသည်လူဖြစ်သည့်အရွယ်မှာ16နှစ်ဖြစ်၏တဖြည်းဖြည်းကြီးပြင်းလာကြသည် ကဘာဥခါကလူသားများနှင့်အံဘပါဠိတိဥပပပြိတ္တိနှင့်မွေးဖွားသူများဖြစ်သည်မှတ်သုံးတန်တေတဇပြိတ္တိတစ်ပင်ကြာတိုက်ဆသောသုစွတ်တိအရာဝတ္ထုတစ်ခုခုကိုမိပြီးလူဖြစ်သည် ကလေးဘဝမှာဆ ảy တဖြည်းဖြည်းကြီးပြင်းလာသည်လူပေါ်တွင်တန်တေ ်အန်ဒီဒဇပရိတ်တည်နှင့်မွေးဖွားသူတော်တော်များများရှိသည်ဘဒုမဝဒီမိဖုရားဘဒုမဝဒီဤတာ499ရောက်အာတင်ခမင်းနမီပောက်ခရတာတိပုံနာတို့သည်တန်ဒီဒဇပရိတ်တည်နှင့်မွေးဖွားသူများဖြစ်ကြသည်နံပါတ်၄အန်ဒဇာ ပရိသတ်တွေတရိษံနဲ့လူသားတို့၏အကြောင်းပါ၏မွေးဖွားလာခြင်းဖြစ်သည်လူပုံတွင်အန်အန်ဒါဇာပရိသတ်တွေတည်ခြင်းအလွန်ရှားသည်တည်ဆုံးပုံလေးမျိုးမွေးဖွားလာပြီးလျှင်အကြောင်းလေးချက်နဲ့တည်ကြရသည်တအာယုယခအသက်တန်းကုန်၍တည်ခြင်းနှင့်ကာမယခကံကုံဤတည်ခြင်း၃ ဥပယခအယအတက်ကံနှစ်ပါးကုန်၏တည်ခြင်း၄ဥပစ္စေတကတတန်နှင့်ကံရှိသေးတော်လဲအခြားဥပစ္စေတကကံကဖြတ်တတ်၍တည်ခြင်းစသည်ဖြင့်တည်ခြင်း၄မျိုးဖြင့်တည်ကြရသည်တောင်ကျွန်းသူကျွန်းသားတို့သည် စီးပွားလက်ရှာပင်ပန်းကြီးစွာနေထိုင်လုပ်ကိုင်းစားတောက်ရ၏ရရှိလာသောပစ္စည်းဥစ္စာတို့ကိုလည်းတင်ဆက်ရ၏လောဘဒေါသမောဟဣဒ္ဓမစ္စရိယတို့လည်းမလွတ်ကင်းနိုင်ကြထို့ကြောင့်တေပြီးနောက်ဘဝတွင်ကုတုအကုတုပေါ်မူတည်ပြီးအမျိုးမျိုးခံစားဆံစားကြရ၏ တည်သောအချိန်တွင်လည်းလွန်းစွန့်တန်တအငိုကြွေးပူဆွေးကြရ၏တင်းကြိုင်တို့သည်လည်းမြို့ရွာနေရာအစွန်းဘက်တွင်အတီးတီမြုံနံတင်းကြိုကြ၏ကျွန်တော်ရဲ့ဗဟုတုတရစာဗီဒီယိုလေးတွေကို နှစ်သက်ရင်ဖြင့် like share subscribe လေးမနှိပ်ရသေးရင်နှိပ်သွားပေးပါဦးနော်ကျေးဇူးပါ